နေ့တိုင်းစီပြန်ဟင်းတွေနဲ့စားနေရတာကိုညီးငွေနေပြီလားပေါ့ပေါ့ပါပါနဲ့ဖွဖွရရလေးဖြစ်မဲ့အတုပ်စုံမျိုးမျိုးလှုပ်ရှားကြရအောင်အတုပ်မှာပါဝင်ရမယ့်ပစ္စည်းတွေသာအစုံလင်းရှိပြီဆိုရင်တော့ရတာရှိမဲ့အတုပ်တွေမျိုးစုံလှုပ်ရှားကြမယ်လေအတုပ်မျိုးစားအစုံလင်းရနိုင်မယ်မြင်းဒီကုန်းမဟာဘောကလည်းနေကရွှေရီအတုပ်စုံဆိုင်လေးကိုခေါ်သွားခြင်းပါတယ်ရွှေရီအတုပ်စုံဆိုင်ရဲ့ရောင်းအကောင်းဆုံးအတုပ်တွေကတော့အယူတုံကြောက်ပွင့်တုံနဲ့ပကံပုံးရည်ကြီးတုံပါ အယူသုံးဆိုလို့နည်းနည်းစိတ်ဝင်စားသွားပြီထင်တယ်။မတ်အေးဟန်ကရှင်းပြပေးမှာပါ။ကျောင်းဝင်ထုံးနေတာပေါ့ဒီနန်းစီကျွားတာပေါ့ဒီကမှမဟုတ်ဘူးဒီရားရင်ဒါပြေတော့ရုံးနေကြည့်ကြ အတုံးမှာအချိုးမုံနဲ့စောင်းစီ လုံးဝမတုံးတယ်လို့ဖြော်ရီမှာလည်းချက်နုစီနဲ့စေတကြလုံးဝမတုံးဘူးလို့ပြောပါတယ်အချိုးမုံမပါပဲအတုပ်စားရတော့အရတာကအဆင်ပြေပါမလားကျကောင်ကပြေကောင်တုံးနေအမလေးစေတသားတို့အချုံမဆောက်ဘူးလောမမတော့ဘူးအင်ကမ်မမတော့ဘူးဘိုးအိတ်အင်ကမ်မလုံးတော့ ဆက်ဆက်ကလေးကသုံးတာအချုံမှုစားဦးနော်ပထမပထမရောင်းစားတော့အဲအချုံမှုစားသုံးတဲ့လူတွေထဲနဲ့တရားကိုမကြိုက်ကြဘူးပေါ့အဲတဖြည်းဖြည်းကတော့သူ့အလူပဲစက်အရတာဆွဲသွားတော့ဟုတ်ကဲ့ကျမကြီးအရာမတုံးကြော်တာပေါ့နော်အဲငပြန်ရင်လည်းဂိုဟင်းခံမှုအကောင့်တော့ဒီပြည်ကျော်ရဲ့အများကြီးစေတသက်စင်းကြီးလုံးဝမတုံးဘူးလို့စီတုံးတယ်အောက်ကကြားအစ်စ်နဲ့တုံးတယ်ဒီဆိုင်မှာတမယူးကြအတုတ်တွေပြီး ဂရင်းမြိန်စီမဲအာလူးမီဖုတ်တုံ၊ KND မီဖုတ်တုံ၊ငရုတ်ချုံတုံ၊ဇရစ်ယူတုံ၊အော်စွန်းတုံတွေပြင်းပြင်းကပိတုံတွေလည်းရနိုင်ပါတယ်။မြို့ရဲ29လမ်းကနေမြင်းဒီကုန်းထီတည်င်းချလို့လာစားတဲ့ဒေါခင်မြအူးက တွေးတူးရှိလို့အချုံမုတ်နဲ့အငဲမစားသူမလို့အဆင်ပြေတယ်လို့ပြောပါတယ်။အန်နီကလည်းတွေးတူးရှိပါဘူး။သူမောင်နဲ့လည်းလုံးဝမပြောဘူး။အနားလုံးဝမစား။အဲ့ဒီကနေ တွေ့ရပေါ့နော်အိမ်မှာပါတယ်လို့ပြောတာပါဆင်းနေတာဘာလို့လဲဆိုတော့သူကလည်းစီလဲပန့်နေစီစီလဲကောင်းကောင်းပုံနေတယ်အန်ဒီကလည်းအဲ့လိုပေါ့ကြားတော့ဘယ်လိုလဲကြားတယ်အန်ဒီမိသားစုနဲ့